မြန်မာနေဥခရိုနီကယ်နိုဝင်ဘာလ6ရက်နေ့မြင်တွင်အမှုပညာရှင်တွေကို အတင်းကျပ်ဖိအားပေးနေတဲ့အာနာသိန်းစစ်တပ်မိုးကုံမြို့ရဲ့ကံကြမ္မာအာနာသိန်းစစ်တပ်ဟာမကြခင်ကျင်းပမဲ့၎င်းတို့ရဲ့ရွေးကောက်ပွဲအတွက်ဝါရဖြတ်နဲ့ဇလန်းတွေထုတ်လို့ရမှာအမှုပညာရှင်တွေအားလုံးပူးပေါင်းပါဝင်ရမယ်မပါဝင်တဲ့သူကိုအေးအေးယူမယ်ဆိုတဲ့ချင်းချောက်မှုတွေမကြသေးတဲ့သတင်းပတ်တွေကသတင်းထွက်ပေါ်လာပြီးနောက်နမဲကြီးရုပ်ရှင်တရုတ်ဆောင်ဖွေးဖွေးကိုဖန်ဆီးလိုက်တဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ် ရုပ်ရှင်တရုတ်ဆောင်ဖွဲ့ဖွဲ့ကို၎င်းရုပ်ရှင်ရိုက်ကူးနေတဲ့ခီးစဉ်အတွင်းပြင်ဦးလင်မြို့မှာနိုဝင်ဘာလ6ရက်နေ့ကဖမ်းဆီးသွားတာလို့ညဘက်မှာသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဖမ်းဆီးပြီးနောက်ဥပဒေပုံမှားတစ်ခုခုတက်ပြီးတရားစွဲဆိုမှလားဖိအားပေးပြီးရုပ်တံဇလန်းတွေမှာပါဝင်ဖို့ဖိအားပေးသဘောတူစေပြီးပြန်လွတ်မလားဆိုတာရှင်းရှင်းလင်းလင်းမသိရှိရသေးတဲ့အနေအထားလေးဖြစ်ပါတယ်။မကြာသေးခင်က ပေါ်ထွက်လာတဲ့တရင်ချလက်တချို့အရာ အာနာသိန်းစစ်အစိုးရရဲ့ပြန်ကြားရေးဝန်ကြီးဌာနကရုပ်ရှင်နဲ့ပဲနဲ့သက်ဆိုင်တဲ့ညွှန်ချက်ကရွေးကောက်ပွဲဝါရဖြန့်ဆက်လန်းတွေရိုက်ကူးရမှာနာမည်ကြီးအမှုပညာရှင် အားလုံးပါဝင်ရမှာဖြစ်ပြီးမပါဝင်လို့တဲ့သူညင်းဆန်တဲ့သူတွေကိုအရေးယူသွားမယ်လို့အော်တိုဘာလ30ရက်နေ့ကရုပ်ရှင်လောကသားတွေနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့တဲ့ကြောင်းတရင်းနေမှာဖော်ပြထားကြတာဖြစ်ပါတယ်။ပြန်ကြားရေးဌာနကညွှန်ချက်ဖြစ်သူကအဆိုပါတွေ့ဆုံပွဲမှာချင်းချောက်ပြောဆိုခဲ့တဲ့အတုံးနှုံးရဆို့ 2021ခုနှစ်ဆရာနာသိန်းခါစာလူလူဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီးလူငယ်ခွင့်နဲ့လွတ်လာတဲ့နမကြီးတိဥ္စာအမှုပညာရှင်တွေကိုအ धिक ရည်ညွှန်းလိုတဲ့သဘောလိုလဲသတင်းတွေမှာဖော်ပြထားတာဖြစ်ပါတယ်။အနိုင်ဆုံးရွေးကောက်ပွဲကမ်ပိန်းစာသားတွေကိုတယောက်ချင်းစီရွတ်ဆိုရိုက်ကူးပြီးထုတ်လွှင့်ဖို့အတွက်အမှုပညာရှင်တိုင်းမဖြစ်မနေပါဝင်ရမယ့်သဘောမျိုးလိုလဲဆိုပါတယ်။ဖော်ပြပါသတင်းတွေပေါ်ထွက်လာပြီးနောက်ရဲအနေငယ်တွင်ရုပ်ရှင်တိဥ္စာဖူပိဖန်းစီခံရတဲ့ဆိုတဲ့သတင်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီပြည့်ရမတိုင်ခင်ရုပ်ရှင်နယ်ပယ်တွေကဒရိုက်တာတွေနဲ့သရုပ်ဆောင်အချို့လည်းမကြခင်ကထုတ်လင်းခဲ့တဲ့ရွေးကောက်ပွဲဝါရဖြန်ဇလန်တူကိုဝေဖန်ကြတဲ့ဆိုရှယ်မီဒီယာပို့တွေမှာ like ပေးတာတွေ့ဝိုက်ပြီးဝေဖန်ရေးသားတဲ့စာသားတချို့ကြောင့်ဇက်တိုက်ဆိုသလိုဖန်ဆီးခံခဲ့ရပြီးပြီးခဲ့တဲ့ဇူလိုင်လကုန်ကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူခြင်းခံထားကြရတာဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြန်ရမှာရုပ်ရှင်သရုပ်ဆောင်အမှုပညာရှင်တွေကိုဖိအားပေးတာထိန်းချုပ်တာ ဖမ်းဆီးတာတွေကအာနာသိန်းစစ်တပ်အနေနဲ့၎င်းရဲ့အာနာကိုအပြင်းထန်စွာအုံချလိုက်တာဖြစ်ပြီးစီယုံရဲ့နီးနာလုံးဝမပါတဲ့အတင်းအကျပ်အမိန်ပေးစေခိုင်းတဲ့သဘောဖမ်းဆီးထောင်ချခံမလားဒါမှမဟုတ်ဝါရဖြန့်ရုပ်တံဝါရဖြန့်စာသားတွေကိုထုတ်လုံမလားဆိုတဲ့ရွေးချယ်စရာနီးလန်းနှစ်ခုအနက်တစ်ခုကိုမဖြစ်မနေရွေးချယ်ခိုင်းတဲ့သဘောလည်းဖြစ်ပါတယ်အမှုပညာနယ်ပယ်ကသူတွေအနေနဲ့အာနာသိန်းစစ်တပ်ကို ၎င်းတို့ဆန္ဒအရထောက်ခံသူတချို့လည်းနဘူကလေးကရှိနေပြီးအများပြားကလည်းကြားနေတဲ့ယက်တီချက်တို့မဟုတ်ဆရာနာရှင်စနစ်ကိုထောက်ခံခြင်းမပြုတဲ့ယက်တီချက်ရှိတာဖြစ်ပါတယ်။2021ခုနှစ်ဆရာနာသိန်းခါစာဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့လို့နမေကြီးတရုတ်ဆောင်တဲ့အစိုးရများပြားအဲ့ဒီအချိန်ကဖမ်းဆီးခံခဲ့ကြပြီးထောင်တန်းအပြစ်ပေးခံခဲ့ရကတချို့လည်းနှစ်ပေါက်တဲ့အထိအတင်းတောင်နေနေခဲ့ကြရတာဖြစ်ပါတယ်။ပြည်တီဦးအင်ဒရာကျော်စင်း ပိုင်တကွန်ပိုပိုအဆရှိတဲ့သူတွေဖန်ဆီးထောင်ကြခံရပြီးကာလာတစ်ခုကြာမှလွတ်ငြိမ်းခွင့်ပြစ်ဒဏ်လျှော့ဖို့ခင်းနေပြန်လွတ်လာခဲ့ကြတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့လက်တလောလောက်ရဟာ၎င်းတို့အနေနဲ့ရွေးကောက်ပွဲအခင်းကျင်းမှာအမှုပညာရှင်တွေကိုပြစ်မှတ်ထားချင်းချောက်ပြီးတယောက်ချင်းစီစစ်ကလက်နက်ချမလားအတင်းကြခံမလားဆိုတဲ့အနေအထားထိရောက်အောင်လှုံ့ဆော်လိုက်တဲ့လောက်ရတစ်ခုလို့ဆိုရင်မှားမယ်မထင်ပါဘူး။ ကြားနေတဲ့ရက်တီချက်ရှိသူတွေကိုပါရန်သူဖြစ်အောင်တွန်းပို့လိုက်တဲ့လှုပ်ဆောင်မှုတစ်ခုလို့လဲဆိုနိုင်ပါလိမ့်မယ်။စစ်တပ်အနေနဲ့မြန်မာနိုင်ငံဒေသအထူးမှာစစ်ရေးရပြန်လည်ကောင်းထောင်လာနိုင်တဲ့အနေအထားစစ်ရှုံးတော့မလားဆိုတဲ့ကြောက်ကမ်းပါအခြေအနေကနေပြန်ပြီးဥလှည်လာနိုင်တဲ့နောက်အမှုပညာနယ်ပယ်ကသူတွေအပေါ်အမိန်အာဏာအစွမ်းကုန်သုံးဖိနှိပ်လိုက်တဲ့လုပ်ရက်တစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ပို့နောက်အကြောင်းအရာတစ်ခုကတော့ TNLA တက်တွေကုလမကုန်ခင်မှာ စောက်ခွာပေးဖို့သဘောတူထားတဲ့မိုးကုတ်မိုးမိတ်မြို့ကန်ကြမှာမြန်မာနိုင်ငံလေပိုင်းက PDF တပ်ဖွဲ့ရဲ့ဆုံးဖြတ်ရခတ်ခဲတဲ့အခြေအနေအဆိုပါမျိုးနှစ်မျိုးကမြို့ခံတွေအဖို့မြို့သိမ်းတိုက်ပွဲတွေနောက်တကြောကြာရောက်ပြီးအသက်ဆုံးရှုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေရင်ဆိုင်ကြအောင်မလားဆိုတဲ့စိုးရိမ်မှုစသဖြင့်ရောရှက်နေတဲ့အခြေအနေတွေဖြစ်ပါတယ်။နိုဝင်ဘာလ6ရက်နေ့ညမှာမိုးကုတ်မြို့ခံတွေကတန်ပုံ TV တရုတ်ရဲ့ဂျောင်းဝင်ဆော့ဖတ်မှုကိုရှုံချတာနဲ့စစ်တပ်ပြန်ဝင်လာမှာကိုမလိုလားကြောင်း ထုတ်ဖော်ကြတယ်လို့မိုးကုံမြို့က PDF တပ်ဖွဲ့ခေါင်းဆောင်တချို့ကဗီဒီယိုဖိုင်စာသားတွေတင်ထားကြတာဖြစ်ပါတယ်။မိုးကုံမြို့ခံတွေအနေနဲ့လေချောင်းတိုက်ခိုက်မှုတွေလည်းမခံစားချင်သလိုစစ်တပ်ကပြောင်းဝင်လာပြီးအုပ်ချုပ်မှာကိုလည်းမလိုလားကြပါဘူး။ဒါပေမဲ့မြို့ခံတွေရဲ့ဆန္ဒပြေဝဖို့မလွယ်ကူတဲ့အခြေအနေမျိုးမှာရှိနေတာဖြစ်ပါတယ်။ TNL စောက်ပါဖို့နှစ်ဖက်သဘောတူထားတဲ့ရဲကြော်လွန်တဲ့အခါမှာအနာသိန်းစစ်တဲ့အနေနဲ့မြို့ကိုဝင်ရောက်ဖို့ထိုးစစ်စစ်မှာမြေကြီးလက်ခတ်မလွဲအနေထားဖြစ်ပါတယ်။ တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလနဲ့မြို့ကိုထိန်းထုတ်ထားတဲ့တနစ်တော်ကာလမှာ TNLA တပ်ဖွဲ့နဲ့ပူးပေါင်းလှုပ်ရှားခဲ့တဲ့ PTF တပ်ဖွဲ့တွေအနေနဲ့မြို့ကိုကာကွယ်ဖို့ဆုံးဖြတ်ထားကြပေမယ့်လက်နက်အင်အားမဟာဗျူဟာစစ်ရေးအကူအညီစတဲ့လက်တွဲကြတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ခိုင်မာတဲ့အခြေအနေတရက်တော်ရမှတ်ထားတဲ့အနေအထားမျိုးဖြစ်နိုင်ပါတယ်။သခိုင်းတိုင်းထဲမှာလှုပ်ရှားနေတဲ့ NUT ကုကဲမှုအောက်ကမဟုတ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တချို့လည်းမိုးကုတ်ကိုပူပေါင်းကာကွယ်မယ်ဆိုတဲ့သတင်းပေါ်ထွက်နေပေမယ့် ရှင်းရှင်းလင်းလင်းတော့မရှိသေးတဲ့အနေအထားလေးဖြစ်ပါတယ်။မိုးမိတ်နဲ့မိုးကုံမျိုးနှစ်မျိုးအနက်ဗဒမြားတွင်တွေရှိတဲ့မိုးကုံမျိုးကိုကာကွယ်ဖို့ပိုပြီးအာရုံစိုက်နေကြတာလည်းဖြစ်ပါတယ်။ TNLA တပ်ဖွဲ့တွေမိုးကုံနဲ့မိုးမိတ်ကနေစုခွာဖို့တရင်းနှစ်ဘက်ကနေသုံးဘက်သာကြံတော့တဲ့အချိန်မှာမိုးကုံမျိုးကိုခုခံကာကွယ်မယ်ဆိုခဲ့ရင်အမှန်တကယ်လိုအပ်နေတာကပူပေါင်းဆောင်ရွက်မှုစီးမဟာဗျူဟာအစီအစဉ်တရက်သဘောတူညီမှုတရက်ဖြစ်ပါတယ်။ခုခံကာကွယ်ဖို့ပြင်ဆင်နေကြတဲ့လက်နက်ကအဖွဲ့တွေအကြား ဒါမှမဟုတ် NUG နဲ့ MOD နဲ့အခြားသောလက်နက်ကိုင်တပ်ဖွဲ့တွေကြောင့်ရှိထားမထားတော့တိတိကျကျမပြောနိုင်သေးတဲ့အခြေအနေလေးဖြစ်ပါရဲ့ရှင်။